မင်္ဂလာညချမ်းပါရှင်။နေပြည်တော်မိုးလေဝသနယ်ဇလာဝိတာညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်စက်တင်ဘာလ28ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုက်ထွာရရှိခဲ့တဲ့အမြင့်ဆုံးဘူချိန်များမှာနေပြည်တော်မှာ32ဒီဂရီဆက်စီယပ်60ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့မှာ30ဒီဂရီဆက်စီယပ်66ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ34ဒီဂရီဆက်စီယပ်63ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါသေးတယ်။ တိုင်ဖုန်းမုန်တိုင်းဘူဝလိုင်းချင်းနေတဲ့ဒီကနေ့မြန်မာစံတော်ချိန်၁၇:၃၀ချိန်တိုင်းထွားချက်များအရတောင်မြောက်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းဘူဝလိုင်းဟာအနောက်နောက်မြောက်ဘက်သို့ရွေ့လျားလျက်ရှိပြီးဆက်လက်တည်ရှိနေပါတယ်။အဆိုပါတိုင်ဖုန်းမုန်တိုင်းဘူဝလိုင်းဟာအနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီး28ရက်ကိုလ2025ရက်နေ့ညပိုင်းမှာ PNN နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကိုအာကောင်းတဲ့အပူပိုင်းမုန်တိုင်းဘူဝလိုင်းဖြစ်ဖြစ်၎င်း 29ရက်ကိုလ2025ရက်နေ့မှာ PNN နိုင်ငံနဲ့လာအိုနိုင်ငံနယ်စပ်တို့ကိုအပူပိုင်းမုန်တိုင်းဘူအလိုက်အဖြစ်ဖြစ်လက်ကောင်း30ရက်ကိုလ2025ရက်နေ့မှာလာအိုနိုင်ငံကိုပူပိုင်းမုန်တိုင်းရဲ့အဖြစ်ဖြစ်လက်ကောင်းဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်အထူးမွေးလေဝသတရင်ဒီကနေ့မြန်မာစံတော်ချိန်15:30နာရီချိန်တိုင်းတော်ချက်များအရကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအကောင်နေခြင်းကြောင့်လက်ကောင်း တောင်တုပ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းဘူအလိုက်မှာပြတ်ထွက်လာတဲ့တိုင်တိုင်များကြောင့်၎င်းကပ်ပလီပင်လယ်ပြင်နဲ့ပင်လယ်ပင်လယ်တို့မှာလေလုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်၎င်းဒီကနေ့ညနေမှာ3ရက်စဲလ2025ရက်နေ့အတွင်းစကိုင်းနက်ဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျနေနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းနက်ဒေသကြီးအောက်ပိုင်းအေရော်တိုင်းဒေသကြီး တနင်္သာရီကနေသားကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနယ်ရှိပိုင်းတို့မှာနေရာစိတ်စိတ်မှာနေရာနှံပြမိုးထချုံရွာပြီးအချို့ဒေသများမှာဒေသလိုက်နဲ့နေရာကွက်၍မူကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြမကဲရဲတချောင်းနဲ့ကန့်လို့ပင်လက်ပြင်းတို့မှာရန်ဖန်ရန်ကမိုးသက်လေးပြင်းများကြရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးသက်လေးပြင်းကြစဉ်ရေပြင်းမြေပြင်းလျားတနအီကို35မိုင်တိတက်ခတ်နိုင်ပါတယ်။ လိုင်မြမှာမြမကဲရုံရဲတလျှောက်နဲ့ကန့်လွန်ပင်လယ်ပြင်တို့မှာဆယ်ပေမှဆန်နှပီကန်ရှိနိုင်ပါတယ်။အကြံပြုချက်သူဖြစ်ပေါ်ရေမိုးသည်ထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းမိုးတီကျွေခြင်းပြတ်ပြရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝဘေးရန်တွေများဖြစ်ပေါ်နိုင်မှာသဖြင့်အဆိုပါဒေတာများရှိကုန်းမြေဒေတာနေမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအနေဖြင့် မြင်းငယ်ချောင်းငယ်များနေမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေလျှံမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့်ပြည်တွင်းရေချောင်းသွာလာရေးလေချောင်းပြန်တန်းရေးနှင့်ဆယ်မြောင်းတာတမန်များအနေဖြင့်လိုအပ်သည်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်တတိပေးနှုတ်ဆော်အပ်ပါသည်ဒီကနေ့ညနေ6နာရီခွဲအချိန်မိုးလေဝသကြိုတိုမှဖန်ဝင်ရရှိတဲ့ပုံရတက်ပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်ရှေ့လယ်ပိုင်းတို့မှာတိမ်တင့်တင့်မှာတိမ်ထူထန်နေပြီကျမင်္ဂလာပင်လယ်အော်မှာတိမ်တင့်တင့်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတန်းဒေသကြီးစကိုင်းတန်းဒေသကြီးအောက်ပိုင်းမန္တလေးတန်းဒေသကြီးမြပြည်တော်ရှမ်းပြည်နယ်အေရီတန်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတန်းဒေသကြီးတို့မှာမိုးရိမ်တောင်များဖြစ်ထုံမှုအကောင်းရရှိပြီးအဆိုပါမိုးရိမ်တောင်များရွက်လျာရနေရတဲ့ကြောင်းမှာမိုးရွာသွန်းချက်နဲ့အတူလေပြင်းတိုက်ကပ်ခြင်းမိုးထစ်ကြုံနဲ့မိုးကြိုးဖြစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတီကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှာရဲ့အကြံပြုရပါတယ် ကျန်းတန်းနေတိုင်းနဲ့ဒီနေများမှာတိမ်တဲ့တင်မှာအတိတ်ထွက်နေရဖို့တွေ့ရပါတယ်။ဘင်္ဂလားပင်လယ်ော်ချင်းနေမှာကပ်လီပင်လယ်ပြင်နေဘင်္ဂလားပင်လယ်ော်တောင်ပိုင်းတို့မှာမုတ်တုံလေးအာကောင်နေပြီ။ကျန်းမင်္ဂလားပင်လယ်ော်မှာမုတ်တုံလေးအာတင်တင်ရှိနေပါတယ်။မြမပင်လယ်ပြင်မှာမြမကဲရဲတရှောင်းနဲ့ကံလုံးပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းချနေပါတယ်။မိုးသက်လေပြင်းကြာစဉ်ရေပြင်းပြင်းလျာတနအီကိုမိုင်30ထိတိုက်ခတ်နေပါတယ်။လှိုင်းပြင်းမှာ မြမကန်ရုံးတစ်ချောင်းနဲ့ကန်လုံပင်လယ်ပြင်တို့မှာဆယ်ပြီးမှဆက်နပီကန်ရှိနိုင်ပါတယ်။မနက်ဖြန်မိုးတဲချိန်ဒီခန့်မှန်းချက်များနေနေကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာချင်းချင်းစကားလန်ဒေသကြီးအောက်ပိုင်းမကွေးတန်းဒေသကြီးရခိုင်ပြည်နယ်နဲ့ကယားပြည်နယ်တို့မှာနေရာစစ်စစ်နေကချင်ပြည်နယ်စကားလန်ဒေသကြီးထပ်ပိုင်းချင်းပြည်နယ်အေရော်ရီတန်းဒေသကြီးရန်ကုန်တန်းဒေသကြီးပဲခူးတန်းဒေသကြီးနေပြည်တော်မန္တလေးတန်းဒေသကြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှေးပိုင်း ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာလှန့်ပြားမှုထချုံရွာပြီးနေပြည်တော်အေရီတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ပြီးမူချနေပါတယ်နေပြည်တော်နဲ့ညီတော်အိမ်နှစ်ဖက်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးတစ်ကြိမ်နှစ်ကြိမ်ထချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆက်စီရက်60ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ23ဒီဂရီဆက်စီရက်83ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ် ရှမ်းကုန်းမြို့နယ်နီတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းကြမှာလဲမိုးတစ်ကြိမ်တစ်ကြိမ်ထချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ37ဒီဂရီဆက်စီယံ88ဒီဂရီဖာရန်ဟိုက်နဲ့အနိပ်ဆုံးမူချိန်မှာ22ဒီဂရီဆက်စီယံ82ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နီတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းကြမှာလဲမိုးတစ်ကြိမ်တစ်ကြိမ်ထချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆက်စီယံ63ဒီဂရီဖာရန်ဟိုက်နဲ့ အနှိမ့်ဆုံးဘူးချိန်မှာ28ဒီဂရီဆက်စီရဲ့81ဒီဂရီဖာရန်ဟိုက်ရှင်နေပါတယ်။နောက်နှစ်ရက်အတွက်ခမ်းမန်းကျန်းအနေနဲ့ကတော့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှေ့ပိုင်းနေပြည်တော်ပဲခူးတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမူပူလာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မူလီဝတ္တသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမချမ်းသာကြပါစေရှင်။